ကုသကံရဲ့တဘာဝဘာလို့ဆိုရင်သူ့တဘာဝအတိုင်းသူကအကျိုးတစ်ခုထုတ်ထုတ်လို့တယ်ဆိုပါစို့လူတွေတန်းနေပိတ်ကန်းနေစွန့်ကြဲနေဆိုရင်ဒါနကုသရဲ့ reaction ပါတော့တုတ်ပြန်လာတာကကိုကလှူတော့တစ်ဖက်သားကရသွားပြီစိတ်ချမ်းသာမှုတွေရပြပစ္စည်းရသွားသည့်အတွက်ကြောင့်လက်ခံရရှိတဲ့ပုဂ္ဂိုလ်ကဝန်ပန်းတတဖြစ်တယ် ဲ့ဒီဝမ်ပန္တတာဖြစ်တဲ့ဒုက္ခမျိုးလူတိုင်းနဲ့လူစီပြန်ရောက်လာတယ်။ဒါသဘာဝရဲ့တုံ့ပြန်မှုလို့ခေါ်တယ်။ကိုလှုပ်တာအတိပင်နဲ့ကိုစီပြန်ရောက်တာ။မကောင်းတဲ့အကုသိုလ်ဆိုလို့ရှိရင်လေကိုကလူတယောက်ကိုဒုက္ခဖြစ်အောင်လုပ်လိုက်တယ်။အဲ့ဒီဒုက္ခဟာတစ်ဖက်သားခံစားရတယ်။အဲ့ဒီခံစားရတဲ့ဒုက္ခသည်တနေ့တစ်ချိန်ကျကိုစီပြန်ရောက်လာတယ်။ဒါကံကြမ္မာရဲ့သဘော။သီလစောက်တည်တဲ့အခါမှာထိုသီလရဲ့အကျိုးတရားဟာ စဉ်းစားကြည့်ပြီသူများအသက်မတက်ဘူးဆိုရင်ကိုယ့်အသက်တမ်းမဲ့လို့ရှိသူများဥစ္စာမခိုးဘူးဆိုရင်ကိုယ့်ဥစ္စာခိုးမဲ့လို့ရှိဟောဒီအကျိုးလေးတွေကကိုလုတဲ့ပုံစံလေးအတိုင်းကိုယ့်စီပြန်ရောက်လာအဲ့ဒီဟာတွေကအရေးမပါဘူးလားဆိုအရေးပါတာပဲကြားလဲဘဝရလာလို့ဆိုရင်ရှိပါဥစ္စာရှိအသက်ရှိတယ်ချမ်းသာတယ်ပစ္စည်းဥစ္စာခိုင်မြဲတယ်လူချစ်လူခင်ပေါ်တယ်ကိုယ့်ကိုယ်မတရားဆွဆွဲခံရတာမရှိဘူးအသိဉာဏ်ရှိတယ်ဆိုတော့ ဒါသီလရဲ့အကျိုးတွေဟာဒီလိုပြန်လာတာတုံ့ပြန်မှုတွေ